ဘီဘီလေးကိုစတော်ဘယ်ရီကျွေးမယ်ဆိုရင်ဒါလေးတွေကိုအရင်ကြည့်တင်ပါရနော်စတော်ဘယ်ရီဆိုတာကကလေးတွေရောလူကြီးတွေပါနှစ်သက်တဲ့အသီးလေးတစ်မျိုးပါအရာအသွေးနဲ့အသွင်ပြင်အရာတာကလည်းလူကြီးကြိုက်တဲ့ကလာလေးပါနော်ဒီလိုမျိုးအရာအသွေးအသွင်ပြင်ရောအရာတာကပါကလေးတွေကိုနှစ်ကြိုက်စေတဲ့စတော်ဘယ်ရီသီးလေးကိုဘီဘီလေးကိုကျွေးလို့ရလားဘာတွေတတိထားဖို့လိုလဲဆိုတာကိုပြောပြပေးသွားပါမယ်နော် strawberry ဆိုတာက berry သင်းမျိုးရင်းဝင်တစ်မျိုးပါအယောင်ကအနီရောင်ရဲရဲလေးနဲ့အညာရန်ကတော့အစိမ်းရောင်လေးပါအရသာကချိုချိုချင်းချင်းနဲ့တော်တော်လေးစားကောင်းပါတယ်ဒီအတိုင်းစားလို့ရတယ်လို့နို့စိမ်နို့စီတို့နဲ့ခေါက်တောက်တာမျိုးတွေလည်းလုပ်လို့ရပါတယ်နော် strawberry မှာအခုလိုအရသာဓာတ်လေးတွေလည်းပါဝင်နေပါတယ်နော် vitamin C potassium folic acid magnesium copper zinc vitamin E ကယ်လ်ဆီယမ်ဗီတာမင် B နဲ့ တဘာဝအချို့ဓာတ်တွေပါဝင်နေပါတယ်ဒါအပြင်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ဗီတာမင်နဲ့သတ္ထုဓာတ်တွေလည်းပါဝင်နေပါတယ်နော်။ဘေဘီလေးကိုဘယ်အချိန်မှာစတော်ဘယ်ရီကျွေးလို့ရသလဲ။ဘေဘီလေးကအသက်6လပြည့်ပြီးအစာလည်းကောင်းကောင်းစားနိုင်ပြီဆိုရင်တော့ခလေးကိုစတော်ဘယ်ရီကျွေးလို့ရပါပြီ။ခလေးကိုစတော်ဘယ်ရီကျွေးတဲ့အခါမှာရေသေးချာတတ်စင်အောင်စေးပြီးအစ်စ်လေးတွေနဲ့အညာလေးတွေကိုဖယ်ဖို့မမေ့ပါနဲ့နော်။ ်ဘေဘီလေးကိုစတော်ဘယ်ရီကျွေးမယ်ဆိုရင်အခုလိုကောင်းကျိုးတွေလည်းရနိုင်ပါသေးတယ်နော်ပထမတစ်ချက်ကအစာချေစနစ်ကိုကျန်းမာစေတာပါစတော်ဘယ်ရီကကလေးရဲ့အစာချေစနစ်ကိုကျန်းမာစေပြီးတော့အမြင့်တက်ကျယ်ဝတာကကလေးကိုဝမ်းချုံမှုကကင်းစေပြီးအစာချေစနစ်ထဲကအကျိုးပြုဘက်တီးရီးယားလေးတွေကိုရှင်သန်စေဖို့အထောက်အကူပေးနိုင်ပါတယ်နောက်တစ်ချက်ကကိုယ်ခံအားကောင်းစေတာပါစတော်ဘယ်ရီမှာဗီတာမင်စီပါဝင်နေပြီးတော့ဘေဘီလေးကိုကိုယ်ခံအားကောင်းစေဖို့အထောက်အကူပေးနိုင်တယ်လို့ကလေး းကိုယောဂပိုးတွေဝင်ရောက်ကူးစက်တာမျိုးမဖြစ်စေဖို့ပါအထောက်အကူပေးနိုင်ပါတယ်။ဒါကြောင့်တသားမိမိတို့ကိုကျန်းမာစေဖို့ဆိုရင်စတော်ဘယ်ရီကျွေးလို့ရပါတယ်နော်။နောက်တစ်ချက်ကအရိုးတွေတန်မာစေတာပါ။စတော်ဘယ်ရီကဗီတာမင်စီကျွဲဝပြီးတော့ကယ်ဆင်ယံဆုပ်ယူမှုကောင်းစေဖို့အထောက်အကူပေးတာကြောင့်ဘီဘီလေးကိုအရိုးတွေကြန့်ခိုင်တန်ဆွားစေနိုင်သလိုအရမန်းကောင်းစေဖို့လည်းအထောက်အကူပေးနိုင်ပါတယ်။ခန္ဓာကိုယ်ကကောလာဂျင်ထွက်ရှိမှုမှလည်းလှုပ်ဆော်ပေးနိုင်ပါတယ်เนาะနောက်တစ်ချက်ကနှလုံးကျန်းမာစေတာပါစတော်ဘယ်ရီသီးမှာ ဗီတာမင်စီနဲ့ဗီတာမင်ဘီ6ပိုတန်ဆီယမ်နဲ့အမြင့်ဓာတ်တို့ပါဝင်နေတာကနှလုံးကျန်းမာစေဖို့အထောက်အကူပေးနိုင်ပါတယ်။ အမြင်တတ်ပါဝင်နေတာကသွေးတွင်းအဆီကျစေပြီးတော့သွေးကြောတွေကိုကျန်းမာစေတာကြောင့်နှလုံးလည်းကျန်းမာစေပါတယ်နော်။နောက်တစ်ချက်ကအုံနောက်ကိုကျန်းမာစေတာပါ။စတော်ဘယ်ရီသီးကခလေးရဲ့ခန္ဓာကိုယ်တင်ကျန်းမာစေတာမျိုးမဟုတ်ဘဲနဲ့သွေးတွင်းတကြားတက်ကိုထိန်းညှိပေးသလိုအုံနောက်ဖွံ့ဖြိုးမှုကောင်းစေဖို့ပါအထောက်အပံ့နိုင်ပါတယ်။ဒါကြောင့်ဘေဘီလေးရဲ့အုံနောက်ကျန်းမာစေဖို့စတော်ဘယ်ရီသီးကျွေးပေးလို့ရပါတယ်နော်။နောက်တစ်ချက်ကအသားရည်ကျန်းမာစေတာပါ။ စတော်ဘယ်ရီသီးကဗီတာမင် E ပါဝင်နေတာကြောင့်ဘေဘီလေးရဲ့အသားအရေကိုကျန်းမာစေဖို့အထောက်အကူပေးနိုင်ပါတယ်။ဗီတာမင် C ပါဝင်တာကအနာကျက်စေဖို့ရောအရေပြားပြဿနာကင်းစေဖို့ပါအထောက်အကူပေးနိုင်ပါသေးတယ်နော်။ဘာရီသတိထားရမလဲဆိုရင်တော့ဘေဘီလေးကိုစတော်ဘယ်ရီပြင်ဆင်ပေးတဲ့အခါမှာတဘာဝအတိုင်းစိုက်ပျိုးထားပြီးတော့တေချာမှတ်နေတာမျိုးကိုရွေးချယ်ဖို့လိုသလိုအစာနင်တာတိတာမျိုးမဖြစ်စေဖို့လည်းအရွယ်တော်လေးတွေပြင်ဆင်ပေးဖို့လိုပါတယ်။အမဲလွန်တာပို့လိုက်တာမျိုးမဖြစ်စေဖို့တေချာလေးက ဂရုစိုက်ပေးဖို့လိုသလိုရေးသေးချဆေးဖို့လည်းမမေ့ဖို့ပြောကြရင်းနဲ့ပဲဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရရှင်အားလုံးပဲနေကောင်းကြပါတော့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေနော်